လာမယ့်နိုဝင်ဘာ၁၀ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကိုနိုင်ငံတကာနဲ့ပူးပေါင်းပြီးအနီးကစောင့်ကြည့်သွားမယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောလိုက်ပါတယ်။ခွန်မတ်တာကတင်ဆက်ထားပါတယ်ခင်ဗျာ။လာမယ့်နိုဝင်ဘာလ၁၀ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတမှုရှိမှရှိအမေရိကန်အနေနဲ့နိုင်ငံတကာနဲ့ပူးပေါင်းပြီးအနီးကလေ့လာစောင့်ကြည့်သွားမယ်လို့ပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့ကပြုတ်လုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာအမေရိကန်နိုင်ငံသားယုံကြည်ဌာနပြောခွင့်ရသူကပြောပါတယ် Um, what I can tell you is uh, U.S. Ambassador Derek Mitchell, uh, Embassy staff, uh, U.S. AID Assistant Administrator John Stivers, and congressional staffers uh, will be observing and monitoring throughout the election. Our embassy continues ရကဘဘုံမနိုင်ငံဆိုင်ရာအမေရိကန်တမ်မတ်ဒက်ရစ်မီရှယ်ပါဝင်အမေရိကန်တန်ယုံရရှိပြီးအမေရိကန်ပြည်ထောင်စုကနိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီဂျွန်စတီဗန်နဲ့ကွန်ဂရက်လွတ်တော်ကုလသည်ကလည်လာတော်မှာပါဆလပီအမေရိကန်တန်ယုံအနေနဲ့ EU ဥရောပသမဂ္ဂကာတာစင်တာဒေါက်တာရဲ့ယူကော့ဘောဖိမြာဝီအာရှကွန်ရဲ့ဆောက်တဲ့နိုင်ငံတကာဆောင်ကြည့်ဖွဲ့နဲ့ပူးပေါင်းပြီးအနီးကပ်ဆောင်ကြည့်တော်မှာလည်းဖြစ်ပါတယ် ဒေသအတွင်းကလူမှုရေးအဖွဲ့အစည်းတွေကိုလည်းရေကောက်ပွဲဆိုင်ရာတိပညာပေးတင်တဲ့ရေကောက်ပွဲလေးလာဆောင်ကြည့်ဆိုင်ရာအကူအညီတွေကိုလည်းထောက်ပံ့ထားပါတယ်။ဒီမှာအစိုးရအနေနဲ့တပ်တွင်းမှာဆောင်ရွက်နေတဲ့ဂျူတင်မဲပေးတဲ့ကိစ္စတွေမှာပြည်ပြင်ပကရေကောက်ပွဲလေးလာဆောင်ကြည့်သူတွေလေးလာခွင့်ပြုဖို့လည်းတိတ်ထွန်းထားပါတယ်။မဲဆွယ်စီယုံကြီးကာလမှာလည်းအမေရိကအနေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းအနီးကဆောင်ကြည့်ခဲ့တယ်လို့ရှေ့ရနေရွေးကောက်ပွဲနဲ့တက်လာမဲ့အစိုးရတည်ရဲ့ဖွဲ့စည်းတိဆောက်ရေးလုပ်ငန်းစဉ်တွေကိုလည်းအနည်းကလေ့လာသွားမှဖြစ်ကြောင်းပြောပါတယ် အေယူဥရောပတမကလည်းရွေးကောက်ပွဲအတွက်ရေရှည်စောက်ကြည့်လေလာသူ30နဲ့ရေတိုစောက်ကြည့်လေလာသူ60ဦးကိုနိုင်ငံတော်အတိုင်းအတာနဲ့ဖြန့်ချက်ထားပြီးဂျိုတင်မဲပေးတဲ့ကာလမှာလှိလာစောက်ကြည့်နေတာတွေလည်းရှိနေပါတယ်။ကျွန်တော်ခွန်ပါတာပါ။